ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးရောင်မင်းစုစည်းတင်ဆက်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းနေမှာပြီးခဲ့တဲ့ရက်ပိုင်းတော့မဟုတ်ပါဘူးပြီးခဲ့တဲ့လပိုင်းနေမှာ KNU တွေကဟာလာတက်မတော်ရဲ့ဟိုသူတို့ရဲ့ဘာလဲကျွန်တော်တို့သဘောတေဘောဘူးကောနော်စကန်ဟောင်းကြီးကိုပြန်သိမ်းလိုက်တယ်လို့ခွေးတောင်စကန်ကိုပြန်သိမ်းလိုက်တယ်လို့ဆိုတဲ့သတင်းတွေအားလုံးဖတ်ရလိမ့်မယ်။ဒါပေမဲ့လက်ရှိအနေအထားမှာတော့တက်ကအာရှလန်ဟောင်းကြီးကိုအာရှလန်ကြီးပေါ့နော်ဒီအာရှလန်ကြီးကိုပြန်သိမ်းပြီးတဲ့အပြင ကျွန်တော်တို့ဒီ online ကိုဟလာမြဝရီနာပတ်ချလဲမှာရှိတဲ့ဒီ KNU စကန်းတော်တော်များများကိုတိုက်ခိုက်တာတွေတိမ့်ပိုက်တာတွေတော်တော်များများလုပ်လာအဲ့ထဲကမှကျွန်တော်တို့ဒီ 6G ကိုเนาะ 6G ကိုကကျွန်တော်တို့ကဒီ 6G ကိုစစ်ပွဲကအရေးပါတဲ့စစ်ပွဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ 6G ကိုမှာကတော်တော်များများကဒီ KNU တွေရဲ့ပြောရရင်ငွေရှာတဲ့ပေါက်တွေလို့လည်းကျွန်တော်တို့ပြောလို့ရတယ်။ KNU ခေါင်းဆောင်တွေရဲ့ တကယ်လောကနိဗ္ဗာန်လို့လည်းပြောလို့ရတယ်၄ကိကောဒေတာကဟဲ့ဒါမျိုးပေါ့နော်နောက်တစ်ခုကဒီ၄ကိကောဒေတာဟာ KNU တွေအတွက်တကယ်ကိုနောက်တန်းဇိမ်ခံစခန်းလို့လည်းပြောလို့ရတယ်နော်သူက KNU တော်တော်များများကဒီခုနကျွန်တော်တို့ပြောတဲ့ဟိုအကြမ်းဖက်လို့သော KNU ပေါ့ဗျာအဖရိုကွယ်ထိုးဝင်းတို့အုပ်စုတွေတော်တော်များများကအဲ time back ကိုသွားပြီးတော့သူတို့အနေနဲ့နောက်တန်းစခန်းလို့နေတာလည်းရှိတယ်လို့ဒီ၄ကိကောမှာနောက်တန်းစခန်းလို့နေတာမျိုးလည်းရှိတယ်အဲ့တော့ဒီ၄ကိကောကိုတက်ကချင်းချောက်လာနိုင်တယ်ဆိုတာ ဒါတက်မတော်ရဲ့ပြောရရင်တက်ရေးတက်ခတ်ရေးစွမ်းရင်တို့ခုနပြောတယ်ဟဟ ला ကျွန်တော်တို့ဒီ drone စွမ်းရင်တို့မြင်မာလာတယ်ဆိုတာကိုဒါဒီတိုက်ပွဲတွေကတက်တည်ပြနေတယ်လို့ကျွန်တော်တို့ပြောခြင်းလေသူကဒီမှာရေးထားတာဘယ်လိုလဲဆိုတော့ 6K ကတကြောပြန်တိုက်ပွဲပြင်းထန်တဲ့ KNU ထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ် KNP နဲ့မြောက်ဥရီမြို့တောင်ဘက်ချမ်းမှာရှိတဲ့ 6K ကမြို့တစ်ကိုစက်တင်ဘာ22ရက်မှာစတင်ကလက်နက်ကြီးပစ်ကူများဖြင့်တက်မတော်ကစတင်ထိုးစစ်ဆင်လာခြင်းဖြစ်တယ်တဲ့စစ်တပ်ဤထိုးစစ်ဆင်သည့် စစ်ကြောင်း၄ကြောင်းခွဲကလေးကီးကိုမြို့တစ်ကိုနေရာအစုံမှထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းကရင်စီရဲ့တရင်ရည်တီထံကတရင်အေးမြင့်တီထံကသိရတယ်တဲ့။ကြောက်ကူမြစ်တာလင်းမြိုင်ပဲဟိကလော်တို့မှတမ22နှစ်တမ55တို့မှအင်အား800ကျော်ပြင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရတယ်တဲ့။လက်ရှိတိုက်ပွဲမှာတဲ့စစ်တပ်ဘက်မှအတွဲလိုက်ပစ် rocket MLRS 42အမျိုးအစားလက်နက်ကြီး short တိုက်ဒုံတန်ရက်ကာကား ဟောဝီဇာမော်တာလက်နက်ကြီးများဒလက်6လက်ပါဒရုန်းများနဲ့အသေးကန်ဒရုန်းကာမီကာဇီတို့ဖြင့်အသုံးပြုတိုက်ခိုက်နေကြောင်းသိရတယ်တဲ့ဒါအပြင်မြောက်ဝီမြို့ပြင်ပမှာရှိတဲ့ချီလင်တရင်ခလာယာ205တရင်မှလက်နက်ကြီးများဖြင့်ပစ်ကူပေးနေတယ်လို့ကရင်နယ်ကြားဆောင်တက် BGF စခန်းကုန်းမှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးနေကြောင်းသတင်းအရင်းများမှပြောတယ်တဲ့လေကေကောမြို့သစ်မှာတဲ့ပြင်းထန်စွာတိုက်ပွားဖြစ်တိုက်ပွဲဖြစ်ပွားနေပြီးလေကေကောတောင်ကျောမှာရှိတဲ့ KNU လက်နက်ကင်အဖွဲ့ကတဲ့ရှစ်ကာကင်းအချို့လက်လွတ်လိုက်ရကြောင်းသိရတယ်တဲ့ဂျပန်နေ့ညနေ၄နာရီအချိန်ခန့်မှာတဲ့၄ကီကောမျိုးသစ်ထိတ်မှရှိတဲ့ရက်တော်မူဖျားနေရာကိုတက်မတော်ဘက်မှတိုက်လေရင်နှစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းသိရတယ်တဲ့အကြမ်းဖက်အဖွဲ့များမှလည်းရှစ်တက်ဤဒရုန်းများကိုပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်တဲ့ကြုံတိုးကော့ဂရိတ်လမ်းပိုင်းတိုက်ပွဲကနေစပြီးအာရှလမ်းတိုက်ပွဲအခု၄ကီကောတိုက်ပွဲတွေကို တရုတ်စစ်တပ်ကကူညီတာရှိတယ်အဓိကနီးပညာပိုင်းနဲ့ဗောတဲ့နီးပညာနဲ့ဗျူဟာဗောတဲ့အခုအသုံးပြုနေတဲ့ခါမီကားစီးအသေးကန်ဒရုန်းတွေရိုးရိုးဒရုန်းတွေကတရုတ်နီးပညာတွေပါတဲ့လက်နက်ကြီးပြစ်တာတွေလေအရင်ကတည်းကပို့ပြီးတိကျလို့ပြောနိုင်ပါတယ်တဲ့စစ်တပ်ကိုနီးပညာနဲ့ဗျူဟာပိုင်းတရုတ်အစိုးရမှကူညီပေးနေမှုအခြေအနေကိုအဲ့သတင်းဌာနကအတီးပြုတ်နိုင်ခြင်းမရှိသေးပါဘူးဆိုသူရေးထားတာကနော်ကျွန်တော်ပြောပြမယ်အပေါ်မှာကတော့ဒီသတင်းကိုဟုတ်ဒီပက်ဒီရေးလိုက်တယ်အောက်မှာစာကြောင်းနှစ်ကြောင်းနဲ့ ပြန်ပိတ်ထားတာစစ်တပ်ရဲ့နည်းပညာနဲ့ဗျူဟာပိုင်းကိုတရုတ်အစိုးရမှကူညီပေးနေမှုအခြေအနေကိုအဲ့ဒီအခုဒီသတင်းကိုရေးထားတဲ့သတင်းဌာနကအတီးပြုတ်တိုင်ချင်းမရှိသေးပါဘူးကျွန်တော်အမြဲပြောပြကျွန်တော်သတင်းတွေဖတ်တဲ့အခါမှာကျွန်တော်တို့ကသတင်းရေးတဲ့အခါမှာဖွင့်ပေးလိုက်ရတာရှိတယ်ပြန်ပိတ်တာရှိတယ်ကျွန်တော်သတင်းမှာအဲ့လိုပဲဖွင့်ပြီးတော့ရေးပြီးတော့မှပြန်ပိတ်ပြီးတော့အတီးပြုတ်ချက်မရသေးပါဘူးလို့ရေးလိုက်တာဟာအပေါ်မှာဖော်ပြခဲ့တဲ့ခါတွေဟာတခုမှမဟုတ်ပါဘူးလို့ပြောတာ ဒါသတင်းဖတ်တဲ့လူတွေနားလည်ဖို့ကျွန်တော်ဒီနေရာမှာကြားပြပြီးပြောပြတာနောက်ပြီးကျကျွန်တော်ထပ်ပြီးသုံးသပ်ပြအောင်စတေမပထမပတ်မှာစတင်ကမြောက်ရီအာရှလမ်းမနဲ့တင်ကန်းကြီးတော်နယ်မြေကိုတက်မတော်မှနေကြားဆောင်တက် BGF နဲ့ဘိုဘီတို့ဥဆောင်သည့်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတက်မတော် DGB အဖွဲ့အကူအညီဖြင့်တက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်တဲ့ထိုမှတစ်ဆင့်အာရှလမ်းမဘေးမှာရှိတဲ့ထီးမှုထားနဲ့နိုဘိုးကျေးရွာမဲကနဲ့ကျေးရွာ BGF ထိန်းချုပ်ထားတဲ့မြစ်တာလင်းမြိုင်မှာ လက်ခတ်တောင်မြဝတီမြို့မှာအင်ဂျင်းမြိုင်မေတော်တလေးကျေးရွာတို့ကိုအင်တိုက်အားတိုက်အလုံးရင်းဖြင့်ဖြန့်ကျက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်တဲ့အဆိုပါတိုက်ပွဲကြောင့်노ဘူးထီမူထမဲကနေပဟိကလောလေကေကောယတိကူထီမေဝါခီမင်းလက်ပံနဲ့ဖလူးကျေးရွာတို့မှာဒေသခံ၃000ကျော်ဆစ်ဆောင်နေရတာဒါတော့တို့ရေးမှာဗျာထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ပေးမှာတောင်ရင်မြစ်ပေးမှာတဲ့ဒေသခံများစွာအခက်အခဲများဖြင့်ကြုံနေရပြီးစစ်ပေးဆောင်နေကြသည်ဟိုဆိုပြီးတော့ထိုင်းနိုင်ငံမှာ အခြေဆိုင်တဲ့အတိုင်းအစိုးရသတင်းတွေရေးတယ်ဆိုပြီးသားရပြန်လို့သူရေးထားတာပေါ့အဲ့တော့ဒီမှာကသူကတိုက်ပွဲနဲ့ပတ်သက်တာကို KNU အုပ်စုတွေ PDF အုပ်စုတွေရှုံးနေပြီဆိုတာကိုတော်တော်များများဒီသတင်းမှာအကာအကွယ်လုပ်ပြီးရေးသွားတာကိုကျွန်တော်တို့တွေ့ရတယ်เนาะကျွန်တော်အဲ့ဒါကိုသုံးသပ်ပြချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီသတင်းမှာကျွန်တော်တို့ကတချို့ကိစ္စတွေမှာတော်တော်များများဖြတ်ထုတ်လိုက်လို့သူရေးထားတာကအဓိကဒီသတင်းကို ကျွန်တော်တို့ကအနှစ်ချုပ်ပါဆိုရင်စာကြောင်း၃ညလောက်ပဲထွက်လာမယ်။စာကြောင်း၃ညတော့ဘာလဲဆိုတော့ကရင်ပြည်နယ်မှာရှိနေတဲ့ KNU စခန်းတော်တော်များများကိုတက်မတော်ကအလုံးအင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေပြီဆိုတဲ့ဒီဟာကအချုပ်ပဲအနှစ်ချုပ်ပဲနော်။သူကပထမရေးထားတာဟာလားတရုတ်နဲ့တရုတ်ကကူညီတဲ့ဒီဒရုန်းတွေနဲ့တရုတ်ကကူညီတဲ့ဘာညာဆိုပြီးတော့အတီပေါက်နဲ့ရေးချလာတယ်။ရေးချလာပြီးတော့သူအောက်ဆုံးမှာကြာမှာအာတရုတ်ကကူညီတယ်ဆိုတာတော့သူတို့သတင်းဌာနအနေနဲ့ဒါကတော့အတီးပြုချက်မရသေးပါဘူးဆိုပြီးအောက်မှာပြန်ပိတ်လိုက်တယ်။ သူ့သတင်းကိုပြောရရင်စိတ်ဝင်စားအောင်ရှေ့အောင်ဆွဲဆန့်လာတာဒါတော့ကျွန်တော်တို့တော်တော်များများဖြစ်လိုက်ရသေးတယ်အဓိကဘာလဲဆိုတော့တက်မလို့အခုလိုတိုက်တာဟာဟာလာအိုဘာလဲပြည်သူစစ်မှုထမ်းအာဒီရဲ့အကူအညီနဲ့တိုက်တာတို့ဘာလို့သူကဒါမျိုးကြီးကြီးတာပေါ့နော်သူတို့ပြောရလို့ရှိရင်ဒီသတင်းတွေက ပြောရရင် ခွဲခြားပြီးကြီးတာလည်းပါတယ်ဥမာအဖြစ်သူတို့အတွင်းနဲ့တွေးတာပေါ့သူတို့တွေးဆိုဘာလဲဆိုတော့ KNU တွေဟာ PDF ကိုဘတော်မှတကယ်သူတို့ KNU စစ်သားလိုမျိုးမတွေးဘူး PDF တွေကလည်း KNU တွေကိုတကယ်ဟလာတိုင်းပြည်ကိုလွတ်လပ်အောင်လုပ်ချင်တဲ့အုပ်စုတွေလို့မတွေးဘူးမတွေးတဲ့အခါကျတော့တို့ကဘာလုပ်လဲဆိုတော့ဟာ KNU တွေနဲ့အတူတူ PDF တွေကတိုက်ကြပါလေဆိုပြီးတို့ကဒလုံမကြီးတယ်ဒါကအတူတူတိုက်ကြတယ်ဆိုတာဟာဒါပြောရရင် ခွဲခြားတဲ့တရုပ်ကိုပြကြင်တာဒါတို့ KNU နဲ့ PDF ကိုနော်ဒါဒါဒါပြောရရင်အဲ့တော့ဒီဘက်မှာကျတော့လေသူကရေးတာကစစ်တပ်နဲ့ကျွန်တော်တို့ဒီပြည်သူစစ်ဆိုပြီးရေးတယ်တပ်မတော်မှာကတပ်မတော်တွေဝင်သွားရင် ဟိုလူကပြည်သူစစ်ဒီလူကအမြဲတမ်းစစ်မှုတောင်းတာမရှိဘူးတက်မတော်တဲ့ဝင်သွားရင်အားလုံးဟာတက်မတော်သားကြီးပဲဒါဘယ်သူမှညင်လို့မရဟုတ်လားအရင်တော့ဆိုရင်ဗျာတက်မတော်ဟုတ်လားစူဆောင်းရေးရှိတယ်စူဆောင်းရေးရဝင်တာရှိတယ်နောက်ပြီးတော့အဲကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီဆယ်တန်းအောင်တို့ဒါပြီးတော့ဟုတ်လားကျွန်တော်တို့တက်ကြက်ကြီးစီးရောဝင်တာရှိတယ်ဒါပေမဲ့တက်မတော်ကိုဘယ်နည်းဘယ်ပုံနဲ့ဝင်လာဝင်လာတက်မတော်တဲရောက်သွားရင်အဲ့လူကတက်မတော်သားဖြစ်တော့တက်မတော်သားဖြစ်တော့ဟုတ်လားအဲ့တက်မတော်သားမှမှသူတို့ဗျာ ဒီဘက်မှာဟိုပင်စင်အတွက်ဟလာဘလောက်တောင်ဝင်ထမ်းဆောင်မယ်ဘာညာဒါတွေကတော့ရှိတာပေါ့ဗျာဒါတွေကရှိတာအဲ့တော့ကျွန်တော်တို့က तू ကဘာလဲဆိုတော့ तू သတင်းမှာအဓိက तू ကပထမပိုင်းနေမှာဒါကျွန်တော်တို့တော်တော်များများဖြတ်ထုတ်ပလိုက်လို့ပါဘာကြောင့်လဲဆိုတော့ဒီသတင်းမှာအဓိကကတက်မတော်ဟာဒီ KNU ပေါ့နော်ဖရိုကွတ်ထူးဝင်းတို့အုပ်စု KNU အုပ်စုကထိန်းချုပ်ထားတဲ့နေရာတွေနဲ့ PDF ကထိန်းချုပ်ထားတဲ့ဒီကင်ပြင်းတွေကနေရာတော်တော်များများကိုတက်က တကယ်ကိုအလုံးနဲ့အရင်နဲ့ထိုးစစ်ဆင်ပြီးတော့တိမ့်ပိုက်နေပြီဆိုတဲ့သတင်းကဒါအနှစ်ချုပ်ပဲအနှစ်ချုပ်ပဲဒါပေမဲ့ तू ကအဲ့သတင်းမှရေးထားတာကျွန်တော်ခုနပြောလိုပေါ့ဟာတက်မတော်ကအရင်တော့အင်အားယာကနန်းလောက်ပဲရှိတယ်အူပဒါစားတွေရောက်လာတော့မှတက်မတော်အင်အားဟာလာဟိုဘလူးခေါ်မလဲထောင်ထဲချီပြီးတော့အလုံးရင်းနဲ့တိုက်နိုင်တယ်ဘာညာသူကဒါမျိုးတွေပေါ့ရေးထားတာပေါ့နော်ဒါမျိုးရေးထားတာအဓိကနောက်တစ်ခုကဒီမှာကျွန်တော်တို့ကဘာဆွဲထုတ်လို့ရလဲဆိုတော့သူတို့ KNU အုပ်စုတွေကိုဟာလာရှုံးနေပါတယ်ဆိုတဲ့ဟာကို တခြားနီးနဲ့ဝေးဝိုက်ပြီးရေးထားတာပွင့်လင်းပြောရအောင်နော်ပြောရရင်လက်ရှိအနေထားမှာက flow quick to win တို့ short turn တို့ဆိုလို့ရှိရင်ထိုင်းနိုင်ငံဘက်တောင်သွားလို့မရတော့တော်တော်များများဒီ၄ကီကော်တို့ဘာတို့အဲ့ဒီနေရာတွေမှာဟိုသွားပြီးတော့ဟိုပေါအောင်နေရမယ်အဆင်ဖြစ်နေတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တက်ကကြံတဲ့ခုနပြောလေဟလာကျွန်တော်တို့တော်တွေတဲက KNU စကန်တွေကိုလည်းတိုက်တယ်လို့အခု၄ကီကော်တို့ဘာလို့ဆိုတာတကယ်ဟလာတကယ် ဟိုဘယ်လိုခေါ်မလဲမြို့လိုမျိုးပေါ့နော်မြို့လိုမျိုးအစ်စင်တန်းရှိတဲ့နေရာတွေကိုလည်းတက်ကတဖြည်းဖြည်းနဲ့တိုက်လာတွေ့ရတယ်။လေကိတ်ကိုအကြောင်းအရအလုံးခင်ဗျားတို့သိပါတယ်။အရင်တော့ကကျွန်တော်တို့တည်င်းနေနားထောင်ဘူးလို့ရှိရင်ဘာကြောင့်လဲဆိုတော့လေကိတ်ကောအခုတော်တော်များများဟောလာရုပ်ရှင်မင်းသားဟိုကောင်မင်းမော်ကုန်းတို့ပါလို့ဆိုလို့ရှိရင်လည်းကရင်ချီကိုတောခိုတာလေကိတ်ကောကိုတောခိုသွားတာလေလေကိတ်ကောကိုသွားတာပေါ့နော်။စသည်အားဖြင့်မဒီလေကိတ်ကောကပြောရရင်ဒီ PDF တွေဖြစ်ပေါ်လာတာရဲ့တကယ်ဇင်းမြင့်နေရာလည်းဖြစ်တာပေါ့နော်။အရင်တော့ဆိုရင် တက်ကဒီနေရာတွေကို လာညှိနှိုင်းပြီးတော့ပြန်ရမလားဆိုပြီးထားပင်မဲ့လက်ရှိအနေထားမှာဖရိုကွေဒူဝန်တို့အုပ်စုကိုဘလို့မှညှိနှိုင်းလို့မရတော့တာကြောင့်တက်အနေနဲ့အခုလိုမျိုးပြောရလို့ရှိရင်တိုက်ပွဲတွေနဲ့ဖိအားပေးပြီးတော့ပြန်လည်သိမ်းပိုက်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေထားမှာမြန်မာတပြည်လုံးရဲ့စစ်ပွဲတွေကိုခြုံကြည့်လိုက်ရင်တစ်ဖက်ကသတင်းတွေပေါ်ပြတာကိုပဲကျွန်တော်ဖတ်ပြမယ်နော်ဟိုဖက်ဟိုဘလို့ခေါမလဲသုံးသက်ပြတစ်ဖက်ကသတင်းတွေပေါ်ပြချက် မြစည်းမှပြီးတော့မြန်မာနောင်ခေတ်တိ ေယာဝတီအဲ့ဒီသတင်းတွေမှာကြီးပဲလိုက်ဖက်ကြည့်လိုက်လက်ရှိအနေထားမှာကချင်ပြည်နယ်ထဲမှာတပ်မတော်နဲ့ KIA နဲ့တိုက်နေတိုက်ပွဲရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ကယားပြည်နယ်ထဲမှာတပ်မတော်ကကယား PDF တွေကိုရှင်းလင်းနေတိုက်ပွဲရှိတယ်။နောက်ကရင်မှာကရင်ပြည်နယ်ထဲမှာ KNU KNU နဲ့ဒီကျွန်တော်တို့ PDF တွေကိုတပ်မတော်ကတိုက်နေတဲ့တိုက်ပွဲတွေရှိတယ်နော်တိုက်ပွဲတွေရှိတယ်နောက်ပြီးတော့ရခိုင်ဒေသတချို့နေရာတွေမှာတိုက်နေရရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ ။ online မှာမြန်မာပြည်အလဲပိုင်းစကိုင်းတိုင်းထဲမှာတက်ကတိုက်နေရရှိတယ်။အဲ့ဒီတိုက်ပွဲတွေအားလုံးမှာเนาะအဲ့ဒီတိုက်ပွဲတွေအားလုံးမှာ KYU တို့ KNU တို့ PDF တို့ကရား PDF တို့အကုန်လုံးဟာအရှုံးနဲ့ရင်ဆိုင်နေရတာပါတယ်ဆိုတာကိုအဲ့သူတို့သတင်းဌာနတွေမှာကိုမဖော်ပြလို့မရအောင်ကိုဖော်ပြနေရတဲ့အခြေအနေရောက်နေကျွန်တော်ပြောချင်တာအဲ့တော့တက်ကလက်ရှိအနေအထားမှာမြန်မာတိုင်းနိုင်ငံလုံးကိုထိုးစစ်ဆင်နေတဲ့အနေအထားမှာ ထိုးစစ်ဆင်တဲ့နေရာတိုင်းမှာအောင်ပွဲကြီးပဲနော်အောင်ပွဲကြီးပဲအခုကျွန်တော်တို့ရှမ်းပြောင်းမှာဆိုလဲဟာလာကြောင်မဲတီဘောကြောင်မဲတီဘောကိုတက်ကပြောထားတယ်မင်းတို့အိုက်ကနေ DNL စုပ်ပြီးအခုဒီတောင်နေခေါင်းမာနေတော့မယ်ခေါင်းမာနေတော့တက်ကဖိအားပေးထားတာရှိတယ်နော်ဖိအားပေးထားတာရှိတယ်ပြောရရင်တက်ကဟိုအရင်နေ့ကပြောပါတယ်ကျွန်တော်တို့အရင်နေ့ကသုံးသက်ပြခဲ့ပါတယ်ဘူဂျုံမူကြီးအနေနဲ့ဒီဟာလာ DNL လို့ MNDA လို့ပြောတယ်ဟာလာ NCA လက်မှတ်ထိုးတဲ့အချိန်ကတတ်မှတ်ထားတဲ့သူ MCA ထိုးခြင်းမထိုးခြင်းကိုပြောတာမဟုတ်ဘူး ် NCA လက်မှတ်ထိုးတဲ့အချိန်မှာနေမီတွေတတ်မှတ်ပေးထားတာရှိတယ်အဲ့ဒါ TNA လေးဆိုဘယ်တော့ဘလောင်ဘယ်နေရာမှာနေ MNDA ဘလိုနေ AA ဆိုရင်ဘလိုနေစသည်အဖြစ်ပေါ့နော်ဒီလိုတတ်မှတ်ပေးထားတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာတွေပါမဲ့နေအဲ့ဒီနေရာတွေကနေကြော်ပြီးတော့တခြားနေရာကိုတိမ့်ပိုက်တာတွေတိုက်ခိုက်တာတွေလုပ်နေတက်မတော်အနေနဲ့ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ်လက်ခံမှာမဟုတ်ဘူးတစ်ကပြန်ပြီးတော့ညှိနှိုင်းရယူမယ်နှစ်ကညှိနှိုင်းရယူလို့မရရင်မရရင်တက်မတော်အနေနဲ့အင်အားသုံးတိုက်ခိုက်မယ်လို့ဒီလိုပြောခဲ့တယ် ဝဂျမူကြီးဒီလိုပြောခဲ့တယ်အရင်ကတည်းကလက်ရှိအနေအထားမှာသူကပြောခဲ့တဲ့စကားအတိုင်းဒီနေရာတွေအခုပြန်တိုက်နေတယ်နော်အားလုံးမြင်တဲ့အတိုင်းပဲအဲကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒီနေ့ဆိုလို့ရှိရင်လည်းကျွန်တော်လူငယ်တစုနဲ့နိုင်ငံရေးဆွေးနွေးပါရင်လုပ်တယ်ပြဿနာဘာလဲဆိုတော့လူငယ်တွေတော်တော်များများကနိုင်ငံရေးကိုနားမလဲကြဘူးနိုင်ငံရေးနားမလဲတဲ့အတွက်စစ်ရေးနားလဲဖို့ဆိုတာဝေလာဝေးသွားပြီကျွန်တော်ပြောချင်တာနော်နိုင်ငံရေးနဲ့စစ်ရေးဆိုတာကပြောရရင် ဟိုဘယ်လိုခေါ်မလဲတယောက်နဲ့တယောက်ကခေါင်းနဲ့ပန်းမယ်နော်ခေါင်းနဲ့ပန်းမယ်ကျွန်တော်တို့လိုတိုင်းပြည်မျိုးမှာကနိုင်ငံရေးကိုရှုံးရင်စီရေးကိုပြောင်းမယ်စီရေးရှုံးလာရင်နိုင်ငံရေးပြန်ပြောင်းမယ်ဒီတိုင်းသားလက်နက်ကိုင်တို့ဟုတ်လားအခြေအနေအရတဘုံထားတဲ့အဖွဲ့အစည်းတို့အခြေအနေအရတဘုံထားတဲ့ဥပမာပြန်ထားပါဗျာ88ကဆို ABDF ပေါ့အခုဟုတ်လားကျွန်တော်ဟိုနေ့မော့ကျွန်တော်တို့2000ခွန်တော့ဆိုလို့ရှိရင်ဟုတ်လားတော်တော်များများကဟိုဘယ်လိုခေါ်မလဲ NUG အဘလောက်ကော NCGUB တွေဝင်ကြတာပေါ့ဗျာ။လာပြည်ပြည်အုပ်စုတွေဝင်ကြတာပေါ့။ဟို2021ကျတော့ PDF ပေါ့ဗျာ။ PDF နဲ့ NUG ပေါ့ပေါ်လာတာပေါ့။အဲ့တော့သူတို့ကကျတော့ပြောရရင်ဟိုယာဒီစာတော်လိုင်းရင်းလေးတွေပေါ့။ဟိုပြောရလို့ရှိရင်ယာဒီချိန်လုတ်တဲ့တော်လိုင်းရင်းလေးတွေပေါ့နော်။အဲ့မှာမှတခါလေလက်နက်ကင်ထားတယ်ဟလား EU ဆိုတဲ့အဖွဲ့ကြီးကသူတို့ကတော့ပြောရအောင်တော့အချိန်ပြည့်လက်နက်ကင်အုပ်စုတွေပေါ့။အဲ့တော့သူတို့အနေနဲ့ကဟလားဟိုသတိထားကြည့်လူငယ်တွေအနေနဲ့ကဟလားနိုင်ငံရေးအရရှုံးလာရင်သူတို့ ပြေးပြီးတော့လက်နက်ကင်လိုက်မယ်လက်နက်ကင်တိုက်ပွဲတွေအရာရှုံးလာရင်ဘာလုပ်မလဲသူတို့တွေဒီဘက်နိုင်ငံရေးကိုပြန်ဥတည်မယ်ဒါအတိုင်းသွားနေတာဒီအတိုင်းသွားနေတာအဲ့ထဲမှာမှအဲ့လို EAO တို့ PDF တို့ ABF DF တို့သူတို့ရဲ့အဲ့လိုဟလာခေါင်းနဲ့ပန်သွားနေတဲ့ကြားမှာတကယ်စည်ရင်းနေရတာတွေကလူငယ်တွေနော်တကယ်စည်ရင်းနေရတဲ့လူငယ်တွေသူတို့ကတော့သူတို့ရဲ့ဟိုလုံနီးလုံးဟန်အတိုင်းပဲစီရေးရှုံးရင်နိုင်ငံရေးလေးပြန်လှည့်မယ်။အော်နိုင်ငံရေးအရာ မနေနိုင်တော့ဆိုရင်စည်ရည်လေးပြန်လှည့်မယ်ဒီလိုပဲလှည့်နေကြတာအဲ့ဒီခေါင်းနဲ့ပန်းလှည့်နေတဲ့ကြားမှာတကယ်သေပေးနေရတာကကျွန်တော်ခုနပြောသလိုဘာမသိညာမသိနိုင်ငံရင်းနားမလဲစည်ရင်းနားမလဲတဲ့လူငယ်တွေအေးအဲ့ဒီမှာမှနော်မျိုးဆက်တိုင်းမှာဒုက္ခရောက်သွားတဲ့လူငယ်တွေရှိတယ်လို့နော်အဲ့လိုပြဿနာဖြစ်လာတဲ့နိုင်ငံရင်းစည်ရည်ပြိကဖြစ်လာတဲ့ပြဿနာတွေကြားမှာမျိုးဆက်တိုင်းမှာကြီးပွားချမ်းသာသွားတဲ့လူငယ်တွေလည်းအများကြီးပဲနော်အများကြီးပဲကျွန်တော်ပြောတာဟိုဘက် ABSD ရဲ့ခင်မှာလဲအဲ့လိုပဲ စည်သေးလိုက်ရတဲ့လူငယ်တွေအများကြီးရှိသလိုချမ်းသာသွားတဲ့လူတွေလည်းအများကြီးရှိတယ်အချောင်သွားတဲ့အများကြီးရှိတယ်နော်အဲ့လိုပဲအခုဒီဘက်မှာ PDF ခင်မှာလဲဒီလိုပဲစည်သေးလိုက်ရတဲ့လူငယ်တွေအများကြီးရှိသလိုချမ်းသာသွားတဲ့လူတွေအများကြီးရှိတယ်အခုက PDF ခေကလောလောလတ်လတ်ဆိုတော့စည်သေးလိုက်ရတာဘယ်ကောင်တွေဟဲ့ဆိုပြီးကျွန်တော်တို့လက်ညှိုးထိုးပြသလိုရသလိုချမ်းသာသွားတာဘယ်သူတွေဟဲ့ဆိုပြီးကျွန်တော်တို့လက်ညှိုးထိုးပြလို့ရတယ်ထိုးပြရင်လည်းခင်ဗျားတို့သိမယ်ဟာလာဥမာပန်ဆယ်လူပန်ဆယ်လူရမ်းချောင်းတာချမ်းသာသွားပြီပန်ဆယ်လူဟာခင်ဗျားတို့ဒီလူငယ်တွေရဲ့ လေချောင်းသွေးနဲ့သူတို့မိသားစုကိုခြေဆေးသွားတာအယမ်းချမ်းသာသွားပြီအခုဆိုရင်ပန်ဆယ်လိုရဲ့ခိုးမှုတွေဟွက်မှုတွေကိုသူတို့အချင်းချင်းကကိုပြန်ဖော်နေပြီခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်ပြောချင်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာလူငယ်တွေအနေနဲ့ကိုယ်နိုင်ငံအတွက်နိုင်ငံရေးလုပ်တာကောင်းတယ်ကျွန်တော်တို့လက်ခံတယ်ကြိုးစိုးတယ်ဒါပေမဲ့ငါတို့ကဘယ်လိုနိုင်ငံရေးမျိုးလုပ်ရမလဲဆိုတာကိုကိုယ်ခေါင်းထဲကိုစဉ်းစားသင့်တယ်မြန်မာနိုင်ငံရေး မြမစစ်ပွဲတွေရဲ့ဖြစ်စဉ်တွေဟာဘယ်လိုတွေရှိခဲ့တယ်လဲဟုတ်လားဘယ်လိုအခြေအနေတွေရှိခဲ့တယ်လဲအဲ့လိုအခြေအနေမျိုးမှာဘယ်သူတွေကတော့အခွင့်အရေးသမားဖြစ်သွားတယ်ဘယ်သူတွေကတော့မြေဩဇာဖြစ်သွားတယ်ဆိုတာလူငယ်တွေလက်ရှိဖြစ်ပေါ်နေတဲ့အခင်းချင်းကြီးတွေမှာအများကြီးသင်ခန်းစာယူလို့ရတယ်ကျွန်တော်နေ့လယ်တုန်းကဆိုလို့ရှိရင်လည်းဒါပြောရင် line မကောင်းလို့တော်တော်များများကိုမရှင်းပြနိုင်ဘူးဒါပေမဲ့ဒါဆွေးနွေးကြရတယ်လာဆွေးနွေးတဲ့အချိန်မှာအခွင့်အရေးသမားတွေကတော့သူတို့အခွင့်အရေးဘက်ကကာပြီးပြောသွားကြတာပေါ့ဗျာဒါပေမဲ့ အဲ့ဒီလိုသူတို့အခွင့်အရေးဘက်ကကာပြီးပြောနေတာတော့သူတို့ကြီးမှာသူတို့လုံရက်အတွက်အခြားဝေါ်ဟာရာရှာမတွေ့တော့အရင်2021ကတုံးခဲ့တဲ့ဝေါ်ဟာရာတွေကိုပဲအတွင်တွင်တုံးပြီးတော့သူတို့အိုက်ထဲမှာဝေါ်ဟာရာတွေမှာပိတ်မိသွားတယ်ပိတ်မိနေပြီမဲ့သူတို့ကအခွင့်အရေးသမားတွေဖြစ်တဲ့အတွက်သူတို့တို့ကဘလို့ဝေါ်ဟာရာတွေမှာပဲဖြစ်ဖြစ်ဘလို့အကြက်တဲထဲမှာပဲဖြစ်ဖြစ်ပိတ်မိပိတ်မိသူတို့တို့ကပြဿနာမရှိပြီမဲ့အဲ့ဒီထဲမှာဇတိဖို့အတွက်တန်းစီစောင့်နေရတဲ့လူငယ်တွေတို့ကပြဿနာရှိတယ် ဒါကြောင့်မကျွန်တော်တို့ကအမြဲတမ်းပြောတာကျွန်တော်တို့ဒီလို့ဟလာဒီသတင်းသုံးသက်တဲ့အလုပ်တွေလုပ်တယ်။နောက်ပြီးတော့ခုနပြောဆိုကျွန်တော်တို့သိထားတဲ့အတွေ့အကြုံတွေကျွန်တော်တို့ဖတ်ထားတဲ့စာတွေကျွန်တော်တို့လေ့လာထားတဲ့ဟာတွေနဲ့တော်လန်ရေးတွေနိုင်ငံရေးတွေအကြောင်းကျွန်တော်တို့ပြောပြရတယ်။အဓိကဒါတွေကိုကျွန်တော်တို့ဘာကြောင့်ပြောပြရလဲဆိုတော့လူငယ်တွေရဲ့ဘဝတွေကိုနှမျောလို့လူငယ်တွေရဲ့ဘဝတွေကိုကျွန်တော်တို့ကကိုရှင်းစာလို့ကျွန်တော်တို့ဒါပြော ကျွန်တော်တို့အကျိုးစီးပွားအတွက်ဘာမှမပါဘူးဘာမှမပါဘူး မြန်မာပြည်မှာဖြစ်ခဲ့တဲ့လက်နက်ကင်ပြိပခါတွေနိုင်ငံရေးပြိပခါတွေမှာဘယ်လိုအဆုံးသတ်သွားကြတယ်လဲဆိုတာပြန်လေ့လာကြည့်။เนาะပြန်လေ့လာကြည့်။ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးတယောက်တောင်လက်နက်ကင်ဟာလားပြိပခါကြားမှာအစတင်းခံရရတာပဲ။ခဏစဉ်းစားကြည့်။စဉ်းစားကြည့်เนาะကျွန်တော်ပြောတာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီလေဒီကနေ့အထိကျွန်တော်တို့ကနိုင်ငံရေးပြဿနာတွေကိုအေးအေးလူလူနီးနဲ့မဖြေရှင်းနိုင်ကြလို့ ဒီကနေ့လူငယ်တွေကမျိုးဆက်လိုက်သူတို့ရဲ့ဘဝတွေကိုယဉ်ဤပိဆက်နေရဒါကလည်းပါလဲဆိုတော့ဟလာနိုင်ငံရေးသမားတွေရဲ့ချုံလုံးတွေပွေလုံးတွေဒီနေ့အဆိုတယောက်ကျွန်တော်နဲ့မိတ်ဆွေတယောက် ပြောပြသူကိုမေခင်ဗျာစဉ်းစားကြည့်တဲ့လမ်းပေါ်ထွက်လာရင်ဆမပြပွဲတွေမှာလမ်းပေါ်ထွက်လာရင်စစ်တပ်ကပြစ်တယ်ဆိုတာအခု2021မှာမဟုတ်ဘူး89ခုလုံးကလည်းပြစ်ခဲ့တယ်ဟုတ်လား62ခုနှစ်ကလည်းပြစ်ခဲ့တယ်88မှာလည်းပြစ်ခဲ့တယ်နော်အဲ့ဒီလိုပဲ ကျန်တဲ့ဟာလာဒီ2021မှာလည်းပြစ်တယ်ဒါအလုံးမြင်တယ်ရွှေဝါရံမှာလည်းပြစ်ခဲ့တယ်အဲ့ဒီလိုပြစ်တာတွေကိုနိုင်ငံရေးသမားတွေကသိတယ်ပြီးပေမဲ့အဲ့ဒီလူတွေကအဲ့လူငယ်တွေကိုနိုင်ငံလမ်းမပေါ်ဆွဲတင်ပြီးတော့စတေးပြီးတော့သူတို့ရဲ့နိုင်ငံရေး platform တွေကိုမြင့်တင်ခဲ့တာခင်ဗျားစဉ်းစားကြည့်တယ်အဲ့ဒီလိုအပြစ်ခံရတဲ့နေရာမှာနိုင်ငံရေးသမားတေးတာဘယ်တယောက်ခင်ဗျားမြင်မှုလဲတဲ့တိတ်မှန်တယ်တိတ်မှန်တယ်လူငယ်တွေကမျိုးပေါ်မှာလဲစတေးခံရတယ်တောထဲမှာလဲစတေးခံရတယ် နိုင်ငံတကာရောက်ပြန်တော့လေစည်းခံရပြန်ရောအဲ့တော့ကျွန်တော်တို့ကပြောချင်တာခမားတို့နိုင်ငံရေးလုပ်တယ်ဆိုရင်အဲ့ဒီလောက်အလိုမရဘူးเนาะကျွန်တော်လူငယ်တွေကိုကျွန်တော်အဓိကပြောချင်တာဘာလို့ကျွန်တော်ကလူငယ်တွေဘက်ကအမြဲရက်တည်ကျွန်တော်တို့ကလည်းလူငယ်ဘဝတွေအများကြီးပေးဆက်ခဲ့ရတယ်အချိန်တွေပေးဆက်ခဲ့ရတယ်စွန့်စားခဲ့ရတာတွေဟုတ်လားအိတ်မပြောတဲ့ညတွေကျွန်တော်လည်းအများကြီးရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့လူဘဝမျိုးတွေနောက်ထပ်လူငယ်တွေမရှိသေးကျွန်တော်တို့တွေငိမ့်ညံတဲ့ဘဝတွေမှာကွန်ပျူတာလေးရှိမှခေါက်ခေါက်ခေါက်လုပ်ပြီးတော့ သူတို့ဘွားတွေကိုကုံလွန်စေခြင်းနဲ့သူတို့တည်ယူခြင်းနဲ့ပညာတွေကိုတည်ယူရင်းသူတို့တွားလာခြင်းနဲ့နေရာတွေသူတို့လှုပ်ချင်တာတွေကိုပျော်ပျော်ပါပါလှုပ်ရင်းနဲ့သူတို့ဘွားတွေကိုကျွန်တော်တို့ကကုံလွန်စေခြင်းနဲ့နော်ကုံလွန်စေခြင်းနဲ့အခုလိုမျိုးပြိပခါတွေကြားမှာအာနာငန်းငန်းတက်နေတဲ့အစိုးရနိုင်ငံရေးသမားတွေရဲ့အတုံးချခံနေအဖြစ်မခံကြတော့အဖြစ်မခံကြတော့ကျွန်တော်ပြောချင်တာနိုင်ငံရေးကျွန်တော်မြန်မာနိုင်ငံရေးကမုံလုံးဆက်ကူကဂျယေတုမီရိုက်အားလုံးကဘလို့ခေါ်မလဲပတ်ချလဲနေတယ် အဲ့ဒါကို လူငယ်တွေမြင်အောင်ကြည့်လိုက်ရင်မြမနိုင်ငံရေးမှာဘသူဟာစရေခံနေရတယ်ဘသူတွေဟာငါတို့လူငယ်တွေရဲ့ဟုတ်လားဟိုချွေးတွေသွေးတွေပေါ်တက်ပြီးတော့တမလင်ငွေတွေထိုင်နေကြတယ်ဆိုတာမြင်လိမ့်မယ်လမ်းပေါ်မှာဒီကနေ့အထိဟုတ်လား62ခုနှစ်ကနေဒီကနေ့အထိမြမနိုင်ငံရေးပြည်ထနာတွေမှာလမ်းပေါ်မှာစစ်တပ်ကပြစ်လို့တည်တဲ့နေရာမှာနိုင်ငံရေးသမားတယောက်မှမပါဘူးလူငယ်တွေပဲပါတယ်ဒါပေမဲ့အဲ့နိုင်ငံရေးသမားတွေဟာ စစ်တပ်ဟာလမ်းပေါ်ထွက်လာရင်ပြစ်မှန်မှန်သိရတာနဲ့လူငယ်တွေကိုလမ်းပေါ်ကိုမောင်းတင်တာဟာဘာကြောင့်လဲလူငယ်တွေခေါင်းထဲထက်လူငယ်တွေစဉ်းစားရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်ဒါကြောင့်ပြောဒါကြောင့်မို့ကျွန်တော်တို့ကဒီတိုက်ပွဲတွေပြိပခါတွေသုံးသက်တဲ့အခါမှာလူငယ်တွေဘက်ကအဓိကရက်တည်ပြီးကျွန်တော်တို့သုံးသက်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့မှာဘောမာတာတွေဘာတွေပြောတယ်ကျွန်တော်တို့တခါတလေကြတော့လေဒီကိစ္စတွေကကျွန်တော်တို့ကဘယ်လိုခေါ်မလဲဟိုရှင်းပြခြင်းတယ်တချို့လူငယ်တွေနားလေတယ်နားလေကျွန်တော်တို့က ဒီနေ့ဒီချိန်ထိဘယ်ဘောမှမမခဲ့ဘူးဘယ်ဘောမှမမခဲ့လို့လဲကျွန်တော်တို့ကအခုလက်ရှိအနေအထားမှာဘယ်လူကြီးနာမှလည်းကျွန်တော်တို့ကတ်လို့မရဘူးခင်ဗျားတို့စဉ်းစားကြည့်ကျွန်တော်ကပြောစရာရှိရင်ကျွန်တော်ကပြက်ပြက်သား only ဘယ်လိုခေါ်မလဲပြက်ပြက်သားသားဆိုရိုင်းရိုင်းဆိုင်တော့မပြောတတ်ဘူးတော့ဗျာကျွန်တော်တို့ကပြက်ပြက်အောင်ပြောင်းပြောင်းနဲ့ကျွန်တော်ပြောချင်တာကိုကျွန်တော်တို့ကပြောတတ်တဲ့လူတွေကျွန်တော်တို့ရှိမှဒီချိန်ထိဘယ်ဆရာမှလည်းမရှိဘူးเนาะဘယ်လူကြီးမှလည်းကျွန်တော်တို့ဟာလား only မရှိဘူးကျွန်တော်ပြောချင်တာဘောမဆိုတာဘယ်လိုမျိုးအာသူတို့နောက်မှာခင်ဗျားလူကြီးတွေကပန်ဖို့နေလေ ဒါမျိုးတွေကျွန်တော်တို့ပြောကျွန်တော်တို့နောက်မှာဘာမှမရှိဘူးတခါတလေကြလို့ရရင်ကျွန်တော်တို့မှာဒါဟိုမပြောချင်ဘူးကျွန်တော်တို့တခါတလေကြလို့ရရင်ဟဟလာဆိုတော့ဟိုကျွန်တော်တို့ဘဝတွေကပြုလင်းပြောရရင်ဟဟလာ journalist လုံနေပြီမဲ့ကျွန်တော်တို့ဘဝတွေကလွယ်လွယ်လေးဘဝတွေမဟုတ်ဘူးခင်ဗျားတို့ကင်မရာရှေ့ရောက်လာတဲ့အချိန်မှာကြော့ကြော့မော်မော်ဝတ်ထားတဲ့အောင်မင်းကိုပဲမမြင်နဲ့ကင်မရာနောက်မှာစုပ်ပြတ်တက်နေတဲ့အောင်မင်းကိုလည်းမြင်အောင်ကြည့် เนาะကျွန်တော်ဒါဒီချိန်မှာဘောမှဆိုရင်ကိုပိုင်ကားလေးနဲ့ရှူရှူရှူလျှောက်သွားလိုက်နိုင်ငံတကာလေးခီးထွက်လိုက်ပြန်လာလိုက်ကျွန်တော်လုံနေပြီကျွန်တော်ပြောချင်တာကျွန်တော်တို့တော်တော်ရိုးစိုးစားယုံကံခဲ့လို့သာမြန်မာနိုင်ငံမှာကျွန်တော်ဒီလိုရက်တည်နိုင်တာเนาะအဲ့လိုဟလာဒါပါတော့စိုးစားယုံကံမှုမရှိပဲဟလာအာပလာကြာပလာဘာညာရိုက်ပြီးတော့ဟလာအဘတွေရဲ့ဝိတ်တွေနဲ့နေရာရနေလူတွေအများကြီးရှိတယ်အများကြီးရှိတယ်ကျွန်တော်ပြောချင်တာအဲ့ဒီလူတွေကကျွန်တော်တို့တလူမျိုးရိုးတကယ်မှန်မှန်ကန်ကန်စိုးစားယုံကံခဲ့မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာလောကကလည်းဒီထက်မကပုံမတိုးတက်နေတာဖြစ်တယ်လို့မြန်မာလူငယ်တွေကိုလည်းဒီထက်ပို့ပြီးတော့သူတို့ပြောနိုင်တယ်လက်ရှိအနေအထားမှာကတော့ခင်ဗျာဟိုပြောရရင်ဟိုကျွန်တော်တို့ဗျာဟိုပြောရရင်အဓိကပြောချင်တာကတော့ကျွန်တော်တို့ကဘောမမဟုတ်ဘယ်တော့မှဘောမမခဲ့ဘူးဖြစ်နေတဲ့အခြေအနေအားလုံးကိုဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့တင်ပြခဲ့တယ်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်နော်အဲ့ဒါကိုပြောချင်တယ်ဒါကြောင့်မို့လူငယ်တွေအနေနဲ့ကျွန်တော်တို့ကိုအထင်မလွဲနဲ့အထင်မလွဲနဲ့ကျွန်တော်တို့ဘယ်ဘောမမမဟုတ်ကျွန်တော်တို့ပြောတာတွေဟာ ဒီကနေ့အထိကျွန်တော်တို့ကအမှန်တည်းပဲပြောတယ်ဘုရားမူကြီးမရောက်လိုက်နဲ့ပတ်သက်တယ်ကျွန်တော်အမှန်ပဲပြောတယ်အမှန်ပဲပြောတယ်ခင်ဗျားတို့သတိကျွန်တော်ပြောခဲ့တာအကြည့်ကြည့်လိုက်နော်ကျွန်တော်ပြောခဲ့တာအကြည့်ကြည့်လိုက်ဟုတ်လားဥမာအဖြစ်နိုင်ငံရေးအာဏာရလိုမှုနဲ့ဟုတ်လားဘုရားမူကြီးမရောက်လိုက်ရဲ့ပုံရိပ်ကိုချိုးဖဲ့ပြီးတော့ပြောခိုင်းတဲ့လူတွေရှိတာပေါ့ကျွန်တော်တို့ဒါပေမဲ့ကျွန်တော်မပြောနိုင်ဘူးအဲ့လိုပြောလိုက်ရင်ကျွန်တော်တို့အတွက်အခွင့်အရေးအများကြီးရမယ်ဆိုတာသိတာပေါ့ကျွန်တော်တို့ဟုတ်လားဟုတ်လားဘုရားမူကြီးကိုနေမဲငဆပြောပြီးအခွင့်အရေးရသွားတဲ့လူတွေအများကြီးရှိတယ် အများကြီးရှိတယ်အဲ့ဒီလိုတက်တက်မတ်ကိုဟုတ်လားဘ ෝජ မူကြီးကိုဟုတ်လားပြောရလို့ရှိရင်ပုံရိပ်ချပြီးတော့သူတို့ပုံရိပ်နဲ့ရှင်ကျင်လို့ဟုတ်လားသူကောင်းပြုခံလိုက်ရတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တို့ကမရဘူးကျွန်တော်ယုံကြည်တာပဲလုပ်တယ်ဒီကနေ့ဒီဘ ෝජ မူကြီးမင်းအောင်လည်းလုပ်ရတာယုံကြည်တယ်ဟိုဘလို့ခေါ်မလဲကောင်းတယ်ကောင်းတဲ့အတွက်အဲ့ဒီအတွက်ကိုကျွန်တော်တို့ယုံကြည်တယ်တိုင်းပြည်အတွက်အမှန်တကယ်သူစေတနာအနစ်နာထားပြီးလုပ်နေတာလို့ကျွန်တော်တို့ယုံကြည်တယ်ယုံကြည်တဲ့အတွက်ကျွန်တော်သူ့ဘက်ကဒီဇိုင်းမှန်မှန်ရက်တည် အဲ့လိုရက်တည်တဲ့အတွက်တချို့တွေကျွန်တော်ကိုကန်ထုတ်တာရှိတယ်ဒါရှင်းရှင်းလေးပဲကျွန်တော်ပြောချင်တာဟုတ်လားတချို့ဆိုရင်ဘယ်လောက်ထိလဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရဲ့ဒီဟိုနင်းကိုဘာခေါ်မလဲမီဒီယာဟိုနင်းကို license ကိုတိမ်းပေးပါဆိုပြီးတော့ပြန်ကြားရေးဝန်ကြီးကိုသွားပြောတဲ့လူတော်ရှိတယ်နော်သွားပြောတဲ့လူတော်ရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တာကအဓိကပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ကဘိုးချုပ်မှုကြီးကိုထောက်ခံလို့ပဲဒါရှင်းရှင်းလေးပဲနော်ဟို ပြောရရင်တော့အများကြီးပေါ့ဗျာပြောရရင်တော့အများကြီးကျွန်တော်ကပတ်ဆက်ရရင်ပြီးတော့မယုံကြည်တဲ့ဟာကိုကျွန်တော်ဘယ်တော့မှမလုပ်ကျွန်တော်ဘယ်တော့မှမလုပ်ဒါကြောင့်မလို့လေကျွန်တော်ကိုဟလာဟိုပြောရရင်တချို့ကိစ္စတွေမှာအောက်မှာဟလာဟိုပြောရရင်ဟိုလာပြီးတော့9000စားတွေကလာဆဲကြပြင်မဲ့ကျွန်တော်အပြင်သွားတဲ့အခါကျရင်ကျွန်တော်ကိုလက်ခံတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ပဲလက်ခံတဲ့လူတွေအများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာလက်ရှိအနေထားမှာမြန်မာနိုင်ငံကိုဒီတက်မြင့်တဲ့အဆင့်တစ်ခုကိုဆွဲခေါ်သွားနိုင်တာ ဝေဂျုံမူကြီးမင်းအောင်လိုင်းမှာတပါအချားမရှိလို့ကျွန်တော်ဒီလိုခံယူထားတယ်ဒီခံယူချက်ကိုလည်းကျွန်တော်က online မှာလည်းပြောသလိုတွေးတဲ့လူနေရာတိုင်းမှာပြောတယ်တွေးတဲ့နေရာတိုင်းမှာပြောတယ်ဟုတ်လားတချို့သူပြောတယ်ဟာတချို့သူကျွန်တော်လာပြောတယ်အေးကိုအောင်မင်းခမည်းဆရာကိုကြည့်လို့ပါဦးဗျသူတို့ကဝေဂျုံမူကြီးမင်းအောင်လိုင်းကကျွန်တော်ဆရာလို့ထင်မှန်တယ်ကျွန်တော်ကသူ့ကိုဆရာလို့တော့ကျွန်တော်အသတ်မှတ်တယ်ဒါပေမဲ့ तू ကကျွန်တော်အသိချင်မှသိလိမ့်မယ်ဒါရှင်းရှင်းလေးကျွန်တော်ကကျွန်တော်အသိချင်မှသိလိမ့်မယ်ခါမှမဟုတ်ဘူး तू ရဲ့လုပ်ရက်တွေကဒီလိုလိုရှိတယ်ဟုတ်လားနိုင်ငံတော်တခုကိုလုပ်ရကျွန်တော်ပြန်ရှင်းပြတယ် ဘတော်မဟာလာကျွန်တော်ကြားပါတော့မဖိုးလေးတသိန်းသိန်းပေးရဲ့လူနောက်ကိုဟာဟုတ်ကွာဟုတ်မှာဟုတ်ပဲနော်အဲ့ဒါကြီးဆိုကျွန်တော်မလိုက်ဘူးတခါလေကြရင်တို့ထမင်းစားနေထမင်းကျွေးတဲ့နေရာနေကျွန်တော်ထပြန်လာတာရှိတယ်ကျွန်တော်ပြောကျွန်တော်တို့ကယုံကြည်ချက်နဲ့လှုပ်တာဘတော်မဘောမတဲ့စိတ်နဲ့လှုပ်တာမဟုတ်ကျွန်တော်ပြောချင်တာဒါပေမဲ့ဘိုးချုပ်မကြီးမေးအောင်လဲဒီနေ့မှားရင်ဒီနေ့ချက်ချင်းကျွန်တော်ပြောမှာကျွန်တော်ပြောချင်တာဒါကြောင့်မလို့ဟလာသူ့အနေနဲ့လူငယ်တွေပေါ်ထားတဲ့စေတနာကျွန်တော်တို့မြင်နေရတယ်အခုဟလာရုရှားမှာလူငယ်တွေနဲ့ပတ်သက်ပြီးသူဖိုရမ်ပုံစံမျိုးတစ်ခုဆွေးနွေးတယ်ကျွန်တော်တို့လက်ခံတယ် တက်ချုပ်လို့ကျွန်တော်လက်ခံတယ်ဒါကိုကျွန်တော်ပြွင့်လင်းပြောပြတာဒါကြောင့်မလို့ကျွန်တော်တို့ကဒီလုပ်ကိုလုပ်နေတာယုံကြည်ချက်နဲ့လုပ်နေတာဖြစ်တယ်ဘယ်သူမှဘောမနိုင်ဘူးကျွန်တော်တို့ရက်ကွက်မှာเนาะကျွန်တော်နေတဲ့ကျွန်တော်အမေရက်ကွက်မှာလူငယ်တော်တော်များများကျွန်တော်တို့ကဲထားဘူးလေကဲထားဘူးလေဒါလားအာထားပါတော့ဗျာအချိန်တော့ဟာစစ်တပ်ကအာဒီလူတွေဒါကြီးဘလုံးကောင်းမလဲအချင်းချင်းတွေပြန်ကြက်ကြတော့ဗျာ လာပြီးဖမ်းညာရပါညာကျွန်တော်လှမ်းမြေကူညီတောင်းဟာမလုပ်ပါနဲ့အာဒီကလေးတွေက AC တွေပါပါညာစီကျွန်တော်ကူညီရလို့အများကြီးရှိတယ်ကျွန်တော်ရက်ွက်တဲ့အချိန်မီးသွားနေလို့ရတယ်ဒါပေမဲ့ကျွန်တော်တက်တက်မနေတာတက်တက်မနေတာဒါကြောင့်မို့ကျွန်တော်ပြောတာလူငယ်တွေအနေနဲ့ကျွန်တော်တို့ကိုအထင်မလွဲနဲ့ကျွန်တော်တို့ဟာယုံကြည်တဲ့အရာကိုပဲလုပ်တယ်ဘယ်တော့မှကောက်ကျစ်တဲ့စိတ်ထားနဲ့မလုပ်ဘူးဖြောင်းပြောင်းမှတ်မှတ်ပဲကျွန်တော်လုပ်တယ်လို့နော်ကျွန်တော်တို့ပြောရင်လည်း